မင်္ဂလာပါဒီနေ့တော့လှုပ်ရလွယ်ပြီးစားလို့ကောင်းတဲ့အုံတို့သားကိုကြောက်ကြောက်လုပ်နေလေးကိုမျှော်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်ဘလို့လှုပ်လဲဆိုတာဗီဒီယိုလေးကိုစက်တီလိုက်ကြရအောင်နော်ပါဝင်တဲ့ပစ္စည်းတွေကတော့သားကူအုံတို့သကြားကြောက်ကြောမုံစားနေရေတို့လိုအပ်ပါတယ်သားကူကတော့မိမိစိတ်ကြိုက်အရာကိုအသုံးပြုလို့ရပါတယ်အရင်ဆုံးသားကူကြိုးပိုးအတွက်ရင်းနှီးတွေပါမယ်နော် ရင်ွေးစုလာရင်တာကူထဲလိုက်ပြီးအိုးမကောင်ဝင်ပေးနေရပါမယ်။ဆယ်မိနစ်လောက်ကြာပြီဆိုရင်တော့တာကူအလေကအဆန်လေးတွေနည်းနည်းလောက်ပဲကျန်မှာတော့မယ်။အဲ့ဒီချိန်ကျရင်မိဖို့မိကလုတ်ကိုပိတ်လိုက်ပါ။ပြီးရင်တာကူကိုအဖုံးအုပ်ပြီးဒီတိုင်းခဏထားလိုက်ပါမယ်နော်။တာကူပြက်ဆန်လေးတွေမရှိတော့ဘူးဆိုရင်အိုးရေကရေတွေကိုသုံးပစ်ပြီးတော့တာကူကို ရေအေးအေးနဲ့ဆေးရပါမယ်။ ပြီးရင်တော့တာကူတွေမကတ်အောင်ရေစိမ်ထားလိုက်ပါမယ်နော်နောက်တစ်ဆင့်အနေနဲ့အုံနို့ကြောက်ကြောကြိုးဖို့အတွက်ပြင်ဆင်ပါမယ်အိုးရဲကိုအုံနို့ရေ ကြောက်ကြောမုံကြားစားဖို့ထည့်ပြီးအကုံရောမွေပါမယ်ပြီးတာနဲ့ကြောက်ကြောပြော်သွားအောင်ခဏထားလိုက်ပါမယ်နော် တအောင်လောက်ကြာရင်တော့အုံတို့ကြောက်ကြောအိုးကိုမီးဘိုဘော်တင်ပြီးမီးအလယ်လောက်နဲ့စပြီးကြိုးဝါမယ်။ကြောက်ကြောအိုးကိုမီးဘိုဘော်တင်လိုက်ပြီးဆိုတာနဲ့မကတ်အောင်မကြာခဏမှွေပေးရပါမယ်။အုံတို့ကြောက်ကြောအိုးစုလာပြီးဆိုရင်အရသာမီးကြည့်ပြီးတော့ကိုယ်စိတ်တိုင်းကြအရသာကိုပြင်ယူရပါမယ်။အရသာစိတ်တိုင်းကြပြီးဆိုရင်တော့ကြောက်ကြောအိုးတွေကိုရေစစ်ပြီးသားတာကူတွေကိုထည့်လိုက်ပါမယ်။ ။ကာကူထည့်ပြီးသွားရင်အုံလို့ကြောက်ကြောအိုးကိုစူအောင်ခဏလောက်ပြန်တည်ပေးရပါမယ်။စူလာပြီဆိုရင်တော့မိဖို့ကချပြီးအစ်စ်ပြင်ထားတဲ့ဗန်းထဲကို လောင်းထည့်ပြီးအရေးခံလာပါမယ်။ ချောင်ကျောကအေးသွားပြီဆိုရင်တော့စိတ်ကြိုက်ပုံစံလေးပြီးတော့စားလို့ရပါပြီ။အခုအုံးလို့ချောင်ကျောသားကလောက်ရတာလဲလွယ်တဲ့ပြင်စားလို့လဲကောင်းလို့လှုပ်စားကြည့်ပါနော်။အုံးလို့ကြောက်ကြောတာကူမှာပါဝင်တဲ့ပစ္စည်းနဲ့အချိုးအစားတွေကိုလည်းဗီဒီယိုရဲ့အောက်မှာရေးပြပေးထားပါဗျာ။ အခုလိုမုတ်လုံးကြီးတွေကိုနောက်လည်းမျှဝေပေးမှာဖြစ်လို့ကျမရဲ့ YouTube channel လေးကို subscribe လုပ်ဖို့နဲ့အုံတို့ကြောက်ကြောတာကူလောက်တာနဲ့ပတ်သက်ပြီးတော့မေးချင်တာသိချင်တာရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်။အခု video လေးကိုကြိုက်နှစ်သက်တဲ့ဆိုရင် like and share လုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်။နောက်တစ်ပတ် video တွေမှာပြန်တွေ့ပါမယ်။ Bye bye ။